ဝက်ဦးကြောင်ကောင်းကောင်းလေးစားကျင်ကြလားစားကျင်ကြရင်တော့စက်ကြည့်ပေးပါဗျို့ဒီအိဇာဝတ်ဦးချောင်းလေးတွေကိုမှားလိုက်တာတပိတ်တာကအခုမြင်တွေ့နေရဆိုအရှိလိုက်ရတယ်အရှိချောင်းလေးပေါ့အဲနောက်တပိတ်တာကြတော့အတူလေးတွေရပါတယ်ခင်ဗျာအဲ quality ရောအရသာရောအားလုံးအတူတူပါပဲအဲ့တော့အဲ့ဒါလေးကိုရေဆေးမယ်ရေဆေးပြီးတော့မှလှီးလိုက်ပါမယ် ဝက်ဥကြောင်းလေးတွေကိုမိမိကြိုက်တဲ့တတ်တဲ့ပုံစံလီးမယ်အတိုးဆိုင်ကိုတော့မတူမပားလီးမယ်အရှိဟိုတော့တရက်တီးပိုးတီလီးတို့လီးမှာဖြစ်ပါတယ်။ ဝက်ဥကြောင်ကြော်တဲ့နေရာမှာကိုကနည်းနည်းမမချွတ်ချွတ်ကလေးစားခြင်းစီပူပူမှဒီတိုင်းထည့်ကြော်မယ်မီးလေးကိုတော့ရှော့ပြီးကြော်မယ်တကယ်လို့ကိုကအီထွေထွေလေးစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဝက်ဥကြောင်ကိုစီရောရီရောတဲ့အဖုံးလေးအုပ်ပြီးကြော်အောင်မှာဖြစ်ပါတယ်ဝက်ဥကြောင်ကိုအချားအစားတောက်တင်နဲ့ရောနှောပြီးကြော်တဲ့အရာတာကိုစားရတာတဲ့ဒီဝက်ဥကြောင်ကိုတီးတန့်ကြော်ပြီးတော့ထမင်းလေးနဲ့စားရတဲ့အရာတာပိုကြိုက်ပါတယ် လီနေနေငငယ်ရကျင်တော့လုံးဝမပြောက်ဘူးငငယ်ရအမေကဈေးကဝုတ်ကြောင်ဝယ်လာပြီဆိုလို့ရှိရင်တခြားလောက်ကအစိမ့်လိုက်ဝါပလိုက်တာငငယ်တော့ရေမစေးဘူးအုပ်ကြီးလာနေနေရေလေးပါးစေးပြီးစားတော့ကဲစားကြပါအစိမ့်အစိမ့်ဘတ် ဘုတ်ကြောင့်အစိမ့်ကျတဲ့တွေရှိတာကြောလိုက်မယ်နော် ဝက်ဥချောင်းကြော်ပြီးသွားပြီဆိုလို့ရှိရင်ဝက်စီပတ်တုတ်လေးတုတ်မယ်ဝက်စီပတ်လေးတော့အနေတော်လေးလှီးထားတယ်ပြီးတော့ခရမ်းညင်သီးထည့်မယ်စွတ်တော်နီထည့်မယ်ဒဏ္ဍမင်ထည့်မယ်အရာသားတော်ကိုတော့ဟင်းချုံမုတ်ရဲ့ငားငံပြားရဲ့ငြိုသီးအကြက်မုတ်လေးရဲ့ထည့်မယ်တံမြိုင်လေးညှစ်မယ်တုတ်လိုက်ပါမယ် မင်္ဂလာပါဝက်ဥကြောင်ကြော်လေးလည်းပြီးသွားပြီဝက်စီဘက်တုံလေးလည်းပြီးသွားပြီစစားမယ့်အစီအစဉ်လေးဖြစ်ပါတယ်ကဲပါပါဒီနေ့အတိပေးကျင်တာကတော့ဒီဝက်ဥကြောင်လေးပဲဖြစ်ပါတယ်ခင်ဗျာဝက်ဥကြောင်လေးကိုဘယ်ကနေဝယ်လဲဆိုလို့ရှိရင်တော့မဝတ်တုံဆိုင်ရဝယ်ခြင်းဖြစ်ပါတယ်ဘယ်လိုပြောပြီးဝယ်ရလဲဆိုလို့ရှိရင်တော့အိမ်စားဝက်ဥကြောင်လို့ပြောပြီးမှားမှာဖြစ်ပါတယ်တခါတည်းရကြရင်ပစ္စည်းတွေကုန်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ ဖုန်းလေးဆက်ပြီးတော့အရင်ဘိုကေလောက်ပြီးမှရှိမရှိပါတော့ဆက်ပြီးတော့မှာလို့ရပါတယ်ခင်ဗျာမဝတော်ရဲ့ဝတ်ဥကြောင့်အိမ်စားဝတ်ဥကြောင့်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဗာနဲ့ဘယ်လိုလောက်ထားလဲဆိုတော့ပြန်ဆက်ပြောမယ်နော်ဝတ်ဥကြောင့်ကြော်တယ်လဲစားမယ်ဝတ်စီဘက်သုံးလဲစားမှာဖြစ်တဲ့ကြောင့်အချိုလေးနဲ့ရင်စားလိုက်ဒါဆိုတာကြော်ထားတဲ့စီလေးနဲ့ဖြစ်တယ်ဝတ်ဥကြောင့်ကြော်စီလေးပိုးဒီလေးလို့လီးထားတယ်တည်သည့်ပိုးဒီလေးလို့ เนาะကဲစားကြပါအောင်ခင်ဗျာအဲ့မျိုးဝေါ့ကြောင်းတော့ ਨੇ သမင်းပြူလေး ਨੇ ဆိုလို့ရှိရင်ရှော့ကနေရှော့ကနေပဲ မဝတ်တော့ရဲ့ဒီဝက်ဥเจ้าကအထက်အသားကဝက်ရဲ့ဝက်ဂုတ်သားနဲ့ပြုတ်လောက်ထားတာဖြစ်တယ်။နောက်ပြီးလို့ရှိရင်ဒီအသုံးပြုတဲ့ဥပေါ့ဥကကြတော့ဥပါမှာမှအရှင်နဲ့အတူဘာလို့ဖြစ်နေရဆိုရင်ဥပါကတခါကျအရှင်ကြီးတွေဖြတ်လို့ကောင်းတဲ့ဟာမျိုးဆိုရင်သူကဝက်ဥเจ้าကိုလည်းအရှင်လိုက်ရမယ်။တကယ်လို့ဦးနိုင်လှီးတော့တွေ့ရမှာအတူလေးတွေဆိုလို့ရှိရင်အဲ့ဒါဥကဥအတူလေးတွေပေါ့အဲ့တော့ဥဥပါကိုအဲအရှင်များတဲ့နေဆိုလို့ရှိရင်အတူလေးတွေနဲ့လုပ်တယ်။ဘုရားသာကအတူတူပဲ ဝဂုတ်သားကိုအသုံးပြုရလောက်တာဖြစ်တယ်။အဓိကဘာကြောင့်ကြိုက်လဲဆိုလို့ရှင်အဲထိုင်းလူမျိုးတော့အယမ်းမချို့ဘူး။နောက်အယမ်းမွှေးမနေဘူးနော်။ထဲမှာကျတော့အမွှေးနဲ့သာ spice တွေအယမ်းများတယ်။ဒီမှာကျတော့ဥနယ်တို့ငငယ်တော့ကစားခဲ့တဲ့ဝတ်ဦးကြောင်စပြီးစားဘူးတော့ရခဲ့တဲ့အနံ့အရသာပဲ။အဲ့ဆိုအားလုံးကြိုက်ပါသေးကြတယ်။နောက်တစ်မျိုးမကြည့်။နော်။อืม ဇင်းတော်ကြတော့တပိတ္တာကို6600ဒီမှာနော်မကြည့်လိုက်ယူရီးယားဘုံကြောင့်လည်းကြိုက်တာပဲဒါစီနဲ့ပဲကြော်ထားတာအီလေးစားခြင်းလို့ပါ ေနဲ့စီနဲ့တခါလေးထည့်ပြီးကြုံမယ်နော်ဝတ်သားဘာအောင်သုံးပြရတယ်ဝတ်ကုတ်သားအောင်သုံးပြရတာဝတ်ဦးအစ်စ်ကိုသုံးပြရတယ်အချို့ငံရတာတော့ပဲအပွေးကြိုင်နေအများကြီးမပါဘူး တခါကျရင်အရှေ့ရရမယ်တခါကျရင်အတူရရမယ်မှားရင်အိမ်စားဝတ်ဥကြောင်းလို့ပြောပြီးမှားမှာဖြစ်ပါတယ်ဈေးနှုန်းကတပိတ္တာကို6000နဲ့6000ပါခင်ဗျာအဲ့ဒါဆိုတော့ဘာပါ့ရနော်ဝတ်ကုန်သားကိုအသုံးပြုတာဖြစ်တဲ့အကြောင်းမို့စားတာနူးညံ့တယ် အစီတွေလည်းအရင်များမနေဘူးအသားတွေပဲလည်းအရင်များမနေဘူးเนาะရမ်းမိုက်တယ်ကြည့်ဒီခါတော့ဘဝတော့ရဲ့ဝက်စီဘက်ကိုတော့မြူတုတ်တာเนาะဝက်စီဘက်တော့လည်းစားမယ်ချင်းငါးဇက်လေးပေါ်တုတ်တာတော့အီးပြောစားကြပါဦးခင်ဗျာ မဝတ္တုဆိုင်ရောက်တဲ့သူတွေကတော့ဝက်စီဘက်ကိုစားတဲ့ပြင်အေကိုပါဆက်ဆွဲတဲ့သူတွေပဲသူဝက်စီဘက်ကဝယ်လာပြီးလို့မစားပြည့်တဲ့ရေခဲတဲ့မှာခဲတာပြင်စားကြိမ်မှာပြန်ပြီးတော့နှွေးလိုက်လေပူတော်စားလို့ခေါင်းနေ ဝက်စီဘက်ကသူတို့ဆိုင်မှာတစ်ခါပြင်1500တောင်လေးဖြစ်တယ်တပတ်ကောင်လေဝက်ဦးကြောင့်အရသာကောင်းကောင်းနေရရှိနေတာပါလေဒါမဲ့ကိုစားတဲ့ခါမှာကိုစားတော့ဟတ်ထိတယ်အရန်ကြိုက်တယ်ကြိုက်တော့အစားတိုင်းရလူတွေဝက်ကြောင့်လေးကြိုက်တဲ့သူတွေပဲဖြစ်ဖြစ်အဲနိုင်ငံသားပို့ချင်တာပဲဖြစ်ဖြစ်နော်လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ် quality ကောင်းကောင်းလေးရစေချင်တယ်ဒါပဲရတာရှိရှိနေတယ် မဝတ်တော့စီဟာဒီဝတ်ကြောင်းပဲဖြစ်ဖြစ်အခြားဝတ်သားနဲ့ပတ်သက်တဲ့သူအကုန်ရတာဝတ်စပက်ရှယ်လစ်ဆိုတော့ဘာပဲဖြစ်မှားခြင်းခုနကဒီဗီဒီယိုလေးရဲ့အပေါ်မှာသူ့ရဲ့လိပ်စာနဲ့ဖုန်းနံပါတ်လေးတင်ပေးတာပဲနော်ကောင်းလေတော့ဝဲ ခါကြရတယ်အခုလိုမျိုးကျွတ်ကျွတ်လေးစားကောင်းတယ်။ခါကြရတယ်ရေလေးနဲ့စီလေးတစ်ခါထည့်ပြီးအိလေးတို့ကလည်းကောင်းမြောင် ကဲဒီနေ့အစီအစဉ်လေးကတော့ဝောက်ကြောင်းလေးကောင်းကြောင်းတရေကောင်းပိုင်းနဲ့တင်ဆက်ပေးတဲ့ဗီဒီယိုပို့စ်လေးဖြစ်ပါတယ်ခင်ဗျာအားပေးနေကြတဲ့အစားတိုင်းမှာဆရာတော်သူတူဦးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်အစီအစဉ်လေးမှာပြန်လည်ဆုံတွေ့ကြပါမယ် See you bye bye